ကျွန်တော်နဲ့ဒီနေ့ရွေးချယ်ထားတဲ့ခေါင်းစဉ်လေးကတော့ယုံကြည်ခြင်းကိုစစ်ဆေးခြင်းလို့နာမည်ပေးထားပါတယ်ယုံကြည်ခြင်းကိုစစ်ဆေးခြင်းဆိုတော့ကျွန်တော်ရဲ့အသက်တာမှာယုံကြည်သူတယောက်ဖြစ်လာပြီဆိုရင်တော့သိချတယ်စုံစမ်းခြင်းစစ်ဆေးခြင်းကတော့ခံကိုခံရမယ် ထွက်ပြေးလို့မရဘူးအာမင်ဒီနေရာမှာပဲမဟုတ်ဘဲနဲ့တဆင်ပြီးတဆင်တိုးတက်ဖို့အတင့်ကိုတင်တင်ပေးနေတော့ဘုရားဖြစ်ပါတယ်ဟာလေလုယာတင့်ကိုဒုက္ခရအောင်တင့်ကိုဒုက္ခတွေ့အောင်ဒါသဘင်ဖြူအောင်ဒုက္ခပေးနေတာဒုက္ခပေးနေတဲ့ဘုရားမဟုတ်ဘဲနဲ့အာမင်တင့်ရဲ့အသက်တာတိုးပွားတိုးပွားတိုးတက်လာတာကိုမြင်ကျင်တော့ဘုရားသခင်ဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မလို့တင့်ရဲ့ယုံကြည်ခြင်းကိုအမြဲတမ်းဘုရားသခင်စစ်ဆေးနေတယ်ဆိုတာကိုကျွန်တော်သတိရဖို့ဖြစ်ပါတယ်ခဏနှုတ်ကွက်တော်အတွက်ဆုတောင်းဆက်ကြရအောင် ကရောပြယေရှုတင်နေကရောဖွင့်ပြတဲ့နှုတ်ကပတ်တော်တဲ့ယေရှုတင်နေဒီနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်မစာရေးဒီမှာရှိတော့ကရောတာသမီတယောက်စီတိုင်းအတွက်ကောင်းချီးမင်္ဂလာဖြစ်စေပါကျွန်တော်ယုံကြည်ခြင်းများကိုကရောပြယစစ်စီးတဲ့အခါမှာကရောပြယရဲ့စံချိန်မီတော့အတ္တဖြစ်စေဖို့တိုးတက်ခြင်းတိုးပွားခြင်းနဲ့အစဉ်တိုင်းကြီးထွားသောကရောတာသမီတွေဖြစ်စေဖို့လို့ငါဒီနေ့ကရောကောင်းချီးပေးတော်မူပါကရောနှုတ်ကပတ်တော်တယောက်စီတိုင်းတစ်ခုခုသောအရာကိုရရှိပြန်ပြန်သွားနိုင်ဖို့လို့ငါကရောကောင်းချီးပေးတော်မူပါ ယေရှုချီးမွမ်းလဲယေရှုနာမ၌ဆုတောင်းဆက်ကပ်ပါ၏ဖျားသခင်အာမင်တခါကားတဲ့ဒီကိုယ်ွယ်ချင်းတစ်ခုပေါ့နော်ကိုယ်ွယ်ချင်းတစ်ခုမှာတဲ့ဆရာတယောက်ကိုတရားဟောဖိတ်တယ်တဲ့အဲ့ဆရာကအရန်တရားဟောတာအရန်ရှည်တယ်ရှည်တဲ့ခါကျတော့အဲ့အင်ရှင်တင်းတော်ကလည်းပြင်ဆင်ထားတာပေါ့နော်အစားအသောက်တွေပဲပြင်ဆင်ထားတယ်ဒါပေမဲ့ तू ကမပြီးနိုင်ဘူးတဏှာကြီးလည်းမပြီးဟာဟောတယ်အောက်ကလည်းကလေးတွေလည်းစော့ကြပြီနော်တယောက်တယောက်ကန်ကြပြီး ကျက်စီးတွေလည်းပြုတ်ကုန်ပြီ။ဟာမရအောင်။ तू အရေးကိုမသိတာ။ပေါ်ကောင်းလုံးပဲနော်။တနားခွဲလည်းမရဘူး။နှစ်နာရီထိုးတော့မယ်ဟာ။ပြင်ဆင်ထားတဲ့နော်သူတို့ရဲ့မုတ်တရားလည်းတပြေးနဲ့နေပူတော့တိုးကျင်လာပြီ။ဒါနဲ့ဘာလို့လုံးဝမသိဘူးနော်။အရေးပြလည်းမရ။တော်ဝါတန်းပြလည်းမရ။နာကြီးကြီးပြလည်းမရနော်။နာကြီးပြလည်းမရ။ဟောတော့မယ်။အဲ့နဲ့အဲ့ရှေ့ကြားတဲ့ခါကျတော့အဲ့ဒင်းတော်က မျိုးသမီးတယောက်ကအဲ့ရှိမှကလေးတွေနဲ့ရောထိုင်နေပါဘောနော်အောက်မှာဒါနဲ့ကလေးတွေကလည်းငိုလိုက်ပိုက်စားတယ်အမေအချေယူနော်အဆုံးကျတော့ဒီလောက်တောင်ဖြစ်တာကွာဒီဆရာအာမနာတော့ပိုက်စားတူတူနေနင့်ဖေကမပြီးသေးဘူးဟဲ့ဆိုတော့ဒီနေ့မှလည်းနော်တကယ်လို့ကျွန်တော်ကြာလို့ရှင်ဘောနော်နင့်ဖေကမပြီးသေးဘူးလို့သာអော်လိုက်ပါလို့နော် ဆိုတော့ကျမ်းစာလေးတစ်ခုဖတ်ခြင်းနဲ့ယာကုပ်ခန်းကြီး1အငယ်23ဖြစ်ပါတယ်။ငါညီကိုတို့တင်းတို့ဤယုံကြည်ခြင်းကိုစစ်ကြောဆုံးဆန်းခြင်းအရာသည်တီးခန့်ခြင်းကိုပွားစေတတ်သည်ဟုတိမှတ်လျက်အထူးထူးအပြားပြားဆုံဆန်းနောက်ချက်ခြင်းနှင့်တွေ့ကြုံသောအခါဝမ်းမြောက်စရာအကြောင်းတတ်တတ်ဖြစ်သည်ဟုမှတ်ကြလော။ဟာလေလုယာ။ဆိုတော့ဒီမှာကျွန်တော်တို့ကိုပြောတယ်မင်းတို့ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးတဲ့အခါမှာတီးခန့်ခြင်းကိုဖြစ်စေတယ်။ကျွန်တော်တို့ကိုစစ်ဆေးတဲ့အခါမှာ ီနေ့တင့်ရဲ့ယုံကြည်ခြင်းကိုစစ်ဆေးတဲ့အခါမှာတင်ဟာဘလောက်ဖျားထဲမှာသူ့အပေါ်မှာယုံကြည်ခြင်းမှာဘလောက်ခိုင်မာနေပြီလဲဘလောက်အတိုင်းတာထိငါသားငါသမီးစိတ်ချရနေပြီလဲဆိုတာကိုဖျားကအရန်စိတ်ဝင်စားတာဖြစ်တယ်ဟာလေလုယာဒါကြောင့်လို့စုံစမ်းခြင်းဆိုတာကျွန်တော်တို့ယုံကြည်သူတွေအားလုံးကြုံကိုကြုံရတဲ့အရာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့တင့်ကို ခိုင်ခံဖို့တင့်ကိုကြီးထွားစေဖို့ တင့်ကိုရင့်ကျက်စေဖို့ဘုရားသခင်ပြုနေတာဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မလို့တင်ကစုံစမ်းခြင်းခံရတဲ့အခါမှာတင့်ရဲ့သီးခံခြင်းစိတ်တိုးပွားလာမယ်တင့်ရဲ့ကြံ့ခိုင်ခြင်းတိုးပွားလာတဲ့အခါမှာတင်ဟာဘုရားသခင်ထဲမှာတာ၍တာ၍ခိုင်ခန့်လာတာဖြစ်ပါတယ်ဟာလေလုယာအဲ့ဒီအတွက်ကြောင့်မလို့အထူးထူးပြပြသောစုံစမ်းနောက်ရှက်ရှင်နဲ့တွေ့ကြုံသောအခါတဲ့ဝမ်းမြောက်စရာအကြောင်းတသက်ဖြစ်သည်ဟုမှတ်ကြလောတဲ့ဟာလေလုယာဆိုတော့နော် 王庙不挨了，叫哪来干嘛？就是王庙是阿皮的，对吧嘛？就是看月美，哪里也美的。这个就因诺王庙是阿罗好起码好哩美，特别咩？但你阿别偏执来得干嘛？偏执干啥？电报嘛，吃的米达。等过七八岁进到，等过几七八岁进来，都也米达偏执来干嘛？王大是阿皮变的。哈利路亚！那个里来起么样哦？ တော့ကျွန်တော်စဉ်းစားတဲ့အခါမှာဒီနေ့ကျွန်တော်ဖျားထဲမှာကြန့်ခိုင်ဖို့ဖျားထဲမှာရင့်ကျက်ဖို့ကြီးထွားဖို့ဆိုတာကတခါတည်းနဲ့တော့မရဘူးဒီတခါသင်ကကြော်ဖြတ်နိုင်ခဲ့တယ်ဒီစုံစမ်းခြင်းကိုသင်အောင်မြင်ပြီးတယ်ဆိုရင် အာပြီးပြီတည်တဲ့ထိကအေးဆေးပဲဖြစ်သွားပြီမဟုတ်ပါဘူးအမြဲတမ်းတစ်ခုပြီးတစ်ခုတော့ကျွန်တော်ရင်ဆိုင်နေရအောင်မှာဖြစ်ပါတယ်ဟာလေလုယာ တဆင့်ပြီးတဆင့်အတင်ကဒီယာတွေကိုကြော်ပြော်ကြော်ဖြတ်ကိုကြော်ဖြတ်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒါကခဏတာတော့မဟုတ်ဘဲနဲ့ကျွန်တော်ထာဝရအထိကျွန်တော်အသက်ဆုံးသည့်အထိအာမင်ယင်ဆိုင်ရမယ့်အရာတွေဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ဖို့ဖြစ်ပါတယ်။ကျွန်တော်တို့ဆောင်းဝဲဝဲတွေလို့ပေါ့နော်။တဒန်းတက်တယ်။နှစ်တန်းတက်ဖို့ရန်အတွက်ဘာလို့ရလဲ။တဒန်းဆောင်းဝဲဝဲကိုဖြီးဦးဖြီးရတယ်။ဆောင်းဝဲဖြီးတဲ့နေ့ကျမှအပိုင်းနာလို့ ကောင်းကိုက်လို့ခွင့်တိုင်လိုက်မယ်မရရမလားမရဘူးစာမွေးပွဲဆိုတာကရှောင်လွဲလို့မရဘူးနော်လုံးဝမရပါဘူးစာမွေးကိုဖြေကိုဖြေရတယ်တတ်မှတ်ထားတဲ့ရက်မှာဖြေကိုဖြေရတာဖြစ်တယ်စုံစမ်းတဲ့အရာစစ်ကြောတဲ့အရာတွေလာတဲ့အခါမှာကျွန်တော်တို့ချောင်ပြေးလို့မရပါဘူးအာမင်ဒါကြောင့်မလို့ဘေးနားကမိတ်ဆွေတကယ်ချင်းပြောပါစုံစမ်းစစ်ဆေးခြင်းလာတဲ့အခါမှာချောင်ပြေးလို့မရဘူးပြောပါအောင်ဟာလေလုယာဘာကြောင့်လဲဆိုတော့ တင်းကိုကြီးထွားဖို့အတွက်အတန်းတင်ပေးဖို့အတွက်တင်းဒီအရဖြူဖြေရမှာဖြစ်တယ်။ဟာလေလုယ။နားလည်နိုင်ဖို့ဖျားသိမ်းကောင်းကြီးပေးပါစေ။ဆိုတော့တခါတည်းမှာကျန်းစာမှာကခုနပေါ်ပြသလိုပေါ့နော်။စုံစမ်းခြင်းစစ်ဆေးခြင်းလာတဲ့အခါမှာဟာကိုရောကျွန်တော်ဒီလောက်လုပ်ခဲ့ပြီးမှ။အော်ကိုရောကျွန်တော်ဒီလောက်ထိဆူတောင်းခဲ့ပြီးမှ။နော်။ဟာကိုရောကျွန်တော်ဒီလောက်ထိပေးကမ်းခဲ့ပြီးမှကျွန်တော်ဒီလောက်ထိလိုက်လျှောက်ခဲ့ပြီးမှ။ဘာကြောင့်ဒီလိုဖြစ်တာလဲဆိုတဲ့အရာတွေ။ ကျွန်တော်တို့မေးစရာကျွန်တော်မေးခွန်းတွေကျွန်တော်တို့တက်တာမှာအများကြီးရှိတတ်ပါတယ်။ဒါပေမဲ့လည်းကျွန်တော်တို့နားလည်ပွင့်အတွက်ကအဲ့ဒီရာကငါ့တက်တာကြီးထွားဖို့ဖြစ်တယ်။ဟာလေလုယာငါ့တက်တာတာရည်ဖရားထဲမှာခိုင်ခန့်မှုငါ့ယုံကြည်ခြင်းအတွက်ငါဖြည့်နေရတယ်ငါတိုက်လန့်နေရတယ်ဆိုတော့ဒီနေ့သင်ကကောင်းကောင်းနားလည်မယ်ဆိုရင်ဟာလေလုယာဝမ်းမြောက်စွာသင်ကြော်ဖြတ်နိုင်မှာဖြစ်ပါတယ်။အာမင်။ ခဏခံရတဲ့အရာအတွက်နဲ့သင်ကဘယ်တော့မှစိတ်တက်ကြမှာမဟုတ်ဘူး။ဟာလေလုယာ။ခဏခံရတဲ့စုံစမ်းခြင်းနဲ့သင်ကဘယ်တော့မှနောက်ဆုံးမှာမဟုတ်ဘူး။အာမင်။ဒါကြောင့်လူတစ်ယောက်ယောက်ဒုက္ခရောက်တဲ့ခါမှာစုံစမ်းခြင်းကြောက်ရောက်တဲ့ခါမှာဝိညာဉ်အားနဲ့လို့ဝိညာဉ်ကြီးကကြလို့ဘုရားကြောင့်မလာလို့ဆေဘုတ်တို့မထဲလို့စုမတောင်းလို့ဘာမှသွားမပြောပါနဲ့။အာမင်။ဘုရားသခင်သူ့ကိုမေးနေတော့သူ့ကိုမေးနေတဲ့ဆောင်မွေးကိုသူဖြေနေတယ်ဆိုတော့သင်ကောင်းကောင်းနားလည်လိုက်ပါ။အာမင်။ ုနိတူပဲငါလည်းတနေ့ဖြီအောင်ပါပါလားဆိုလည်းမမေ့ပါနဲ့ဟာလေလုယာเนาะဒါကြောင့်မလို့သူများဆောင်မှုဘုစိတ်ဝင်စားပဲနဲ့ကိုယ့်ရဲ့ဆောင်မှုဘုကိုစိတ်ဝင်စားရအောင်အာမင်မကြခင်လင်တင်လဲဖြီဆူရမှာဖြစ်ပါတယ်ဟာလေလုယာဘေးနာကုသူမိတ်ဆွေပြောပါအောင်ငါလည်းဖြီဆူရတော့မယ်လို့ပြောရအောင်ဆိုတော့ကိုယ့်ဆောင်မှုဘုနဲ့ကိုယ်ဖြီနေကြရတာပါပါအာမင်ကျွန်တော်အားလုံးကကိုယ်ဆောင်မွေးနှစ်ခုဖြည့်နေကြတော့သူများဖြစ်ပါတယ်ကျွန်တော်စကားပုံရှိပါတယ် 蒙南那个巴西嘞，林荫西嘞，对蒙南我勒等于比较老、比较远的，阿们，阴山亚们，阴山已经不水了，没有，对爱地坡那边的尼亚们。打比们，爱地等于阴山亚们哎呀，别阿子天别来到苏南经过，等于阴山比较的卡嘛，别阿子天勒等于猪草的卡嘛，别阿子天勒等于用起钱勒不方便嘛。 ဖြတ်ကျော်နိုင်တဲ့အခါမှာအဲ့ဒီနောက်မှာလေပြည်လေညင်းလေးတွေကတင့်တွေ့ဆောင်ကြုံနေတာဖြစ်ပါတယ်။ဟာလေလုယာ။ဟာလေလုယာလက်ကုပ်တီချီးမွမ်းကြရအောင်။ဒါကြောင့်မလို့ဒီနေ့အတင်းစုံစမ်းခြင်းကြုံရတဲ့အခါမှာမျက်မှောင်မကြုံပါနဲ့။အာမင်။ကောင်းကင်းဆက်မကြပါနဲ့။လက်မလျှော့ပါနဲ့။ဖျားကြောင့်မသွားတော့ဘူးကွာမလုပ်ပါနဲ့ဟာလေလုယာဆူတောင်းမသွားတော့ဘူးကွာမလုပ်ပါနဲ့အော်ငါဖြည့်နေရတဲ့စာမွေးပွဲဆိုမှကြံ့ကြံ့ခံပြီးတော့မှဟာလေလုယာဖျားသခင်နဲ့တင်ဖြစ်တန်းပါအာမင် အကြာကြီးမဟုတ်ပါဘူးအာလလူးယာဆာမွေလည်းကြာလိုက်တာတလားလောက်ဖြေရတယ်နော်တနည်းလောက်ဖြေရတယ်နော်တယောက်နဲ့တယောက်တော့ဒူချမဒူမှာပေါ့လေနော်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်စေပြင်ခဏတာဖြေဆိုရမယ်ဒီဆာမွေကိုရင်ဆိုင်ပြီးဖြေဆိုပါအာလလူးယာအဲ့ဒါဖြေပြီးတဲ့ခါမှာတော့အနောက်မှာတင့်အတွက်လေညင်းလေးတွေကောင်းကြီးမင်္ဂလာတွေစောင့်နေတာဖြစ်ပါတယ်ဟာလေလုယကျမ်းမိုက်တခုဖတ်ခြင်းနဲ့ယာကုတ်ခန်းကြီးတဲ့အငယ်၁၂မှာစုံစမ်းနောက်ချက်ချင်းကိုတီးခံတော်သူသည်မင်္ဂလာရှိ၏ အကြောင်းမူကားစစ်ကြောဆောင်ဆန်းခြင်းကိုခံပြီးမှသခင်ဖျားကိုချစ်တော်သူတို့အားဂတိထားတော်မူသော အသက်တရဘူးကိုရလိမ့်မည်ဟာလေလုယလက်ကိုထိချီးမွမ်းရအောင်ဟုဆောင်ဆန်းခြင်းကိုတီးခံတဲ့သူကဘာလို့တဲ့လဲမင်္ဂလာရှိတယ်ဟာလေလုယဒီနေ့ခြိုင်နေတော်သူတယောက်စီတိုင်းပင်ကြုံရတဲ့ခါတိုင်းမှာငါမင်္ဂလာရှိတဲ့သူပါလားလို့ကိုယ့်ကိုသတိထားပါဟာလေလုယာ ငါဟာမင်္ဂလာရှိတော်သူဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီစုံစမ်းခြင်းကိုတဲ့ခံပြီးမှဂတိထားတော်မူသောအတ္တတရဘူကိုရမယ်။ဟာလေလုယ။တနည်းအားဖြင့်ပြောမယ်ဆိုရင်သင်စာမွဲအောင်တဲ့ခါမှာသင်ဒီစုံစမ်းစစ်ဆေးခြင်းကိုသင်အောင်တဲ့ခါတိုင်းမှာဘုရားသခင်တရဘူလေးထားထားတယ်။ဟာလေလုယ။တစ်ခါအောင်ရင်တင်းနော်ဂိမ်းလေးတွေမှာဂိမ်းဂိမ်းလေးတွေပေါ့နော်။နှစ်ခါအောင်ရင်တင်းတင်းနော်နှစ်ခုတက်သွားမယ်။ တော်ဖူလေးတွေဟာလေလုယသင်အတွက်များများပေးခြင်းတော်ဘုရားဖြစ်ပါတယ်အာမင်သင်အတွက်တော်ဖူများများရဖို့အတွက်သင်စုံစမ်းခြင်းလာတဲ့ခါတိုင်းမှာနောက်ပြန်မဆုတ်ဖဲနဲ့ဟာလေလုယစုံစမ်းခြင်းရောက်လာတဲ့ခါတိုင်းမှာလက်မိုင်မချဘဲနဲ့လက်မလျှော့ဘဲနဲ့ဟာလေလုယဘုရားသခင်အားဖြင့်ကြော်လွှားနိုင်တော်သူများတွန်းလှန်နိုင်တော်သူများဖြစ်စေဖို့ဘုရားသခင်ကောင်းချီးပေးပါစေဒီကျမ်းစာထဲမှာဒီနေ့ကျွန်တော်တို့ကြည့်တဲ့အခါမှာကြန့်ခိုင်သော ူ့ရဲ့သားသမီးတွေကြံ့ခိုင်တော့သူ့ရဲ့စစ်သူတွေအဖြစ်တဲ့ကိုမြင်ကျင်တာဖြစ်ပါတယ်။ဟာလေလုယ။ဆိုတော့ကျွန်တော်တို့ဘယင်းအမှုထမ်းတွေကျွန်တော်ကြည့်ရအောင်။ဘယင်းရဲ့အနာမှာနေတော်သူနဲ့ဘယင်းရဲ့တခြားနော်ဘယင်းအနာမှာမဟုတ်ဘဲနဲ့တခြားသောစစ်မှုထမ်းတဲ့သူလားဓမင်းချက်တဲ့သူလားဘာလားတခုဘောနော်။အဲ့ဒီလူတွေရဲ့အယီချင်းတူမယ်လို့ထင်လား။မတူဘူး။ဘယင်းရဲ့အနာမှာနေရတဲ့သူက သူများတဲ့ตาကိုตายရတယ်အယီချင်းပိုင်းမှာသူများတဲ့ตายရတယ်လယုံဤနှလုံးဤအားလုံးပြည့်စုံတဲ့သူအချိန်ချင်းစစ်စေးချင်းနေတင်နန်းနေเนาะဟိုအကြခိုင်နေအရာဘလောက်ကြခိုင်နေလဲဘလောက်တိုက်ခိုက်တိုက်ရိုက်ခိုက်ကောင်းသလဲဆိုတဲ့လူတွေအဲ့ဓာတွေအောင်မြင်ပြီးသားလူတွေကိုပဲရွေးချယ်ပြီးတော့မှဘယင်အနားမှာနေရတာလိုအပ်လို့ရှင်အသက်ကိုကာဝယ်ပေးဖို့ရန်သူလာတဲ့ခါမှာ ကာကွယ်ပေးဖို့တိုက်ခိုက်ပေးဖို့သူတို့အစင်သင်ရှိနိုင်ရတာဖြစ်တယ်။ဟာလေလုယာဒီနေ့ဘုရားသခင်ကလည်းထိုကဲ့သို့တင့်ကိုမျှော်လင့်နေတယ်နော်။အာမင်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ဒီဘုရားသခင်ရဲ့အနီးအနားမှာဟာလေလုယာခိုင်ခန့်သောစစ်သူကြီးကဲ့သို့တင့်ကိုဖြစ်ဖို့အတွက်ဘုရားသခင်မျှော်လင့်တာဖြစ်ပါတယ်။ဟာလေလုယာလက်ကုပ်တီးလက်ချီးမွမ်းရအောင်။ဒါကြောင့်မလို့တင့်ရုံကြည်ခြင်းကိုတဆင့်ပြီးတဆင့်တိုးပွားခြင်းတင့်ရဲ့တိုက်ခိုက်ခြင်းအယီချင်းတွေတိုးမြင့်ဖို့အတွက် ဟာလေလုယာယုံကြည်ခြင်းတိုက်ခိုက်နိုင်တဲ့ယုံကြည်ခြင်းတွေတိုးလာဝင်အတွက်မြင့်တက်လာဝင်အတွက်ဘုရားသခင်ကတင့်ကိုဖြေခိုင်းတယ်နော်အာမင်မဖြေလို့တော့မရဘူးဖြေကိုဖြေရမှာဖြစ်တယ်ဖြေတဲ့အခါဘယ်သူနဲ့ဖြေမလဲတကယ်ရှင်းရှိရခိုးချလို့တော့မရဘူးနော်အတန်းထဲမှာလို့ဘာဘာဘာတယ်လဲနမနစ်ကဘာဖြေရမှာမရဘူးကျွန်တော်တို့ကိုယ်တိုင်ဖြေရတာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ဘုရားသခင်နဲ့တင်ကဖြေမယ်ဆိုရင်တော့အာမင် တင်းရဲ့ဆောင်မွေးပွဲကပေါ့ပေါ့ပါပါလေးနဲ့ပြီးသွားလိမ့်မယ်အာမင်ဟာလေလုယာမဖြေလို့မရဘူးတင်းဒီယာကိုဖြေခြင်းအပြင်တင်းကဒါရီတင်းရဲ့ယုံကြည်ခြင်းကတဆင့်တိုးလာမယ်တင်းယုံကြည်ခြင်း level ကတိုးတက်လာမယ်တဖြည်းတဖြည်းနဲ့တင်းဟာကြီးထွားသောသူဖြစ်ပေါ်တော့ဘုရားသခင်လိုချင်တာဖြစ်ပါလေဟာလေလုယာဘုရားသခင်နာမတာရီဘုန်းကြီးပါစေဆိုတော့ကျွန်တော်တို့ထိုကဲ့သို့ကြံ့ခိုင်ဖို့ကြီးထွားဖို့ဆိုတာကကျွန်တော်ခုနပြောသလိုဘေးရတငယ်ချင်းအားကိုးလို့မရဘူးကိုယ့်ရဲ့ဆရာသမားကိုအားကိုးလို့မရဘူး ဖရာသခင်ထဲမှာပဲရှိတယ်။ဟာလေလုယာဖရာသခင်ထဲမှာပဲရှိတယ်။ဖရာသခင်နဲ့တင်နဲ့တိုက်ရိုက်သွားမှာပဲရတဲ့အရာဖြစ်ပါတယ်။ဟာလေလုယာဆရာကြီးကျွန်တော်ဆုတောင်းပေးပါအောင်။အဲ့လိုလည်းမရဘူး။ဆရာမကြီးကျွန်တော်တို့အတူတည်းဆုတောင်းပေးပါအောင်။အတိုင်းတာတစ်ခုတည်းရပါမယ်မရဘူး။တင်ကိုယ်တိုင်ဖရာသခင်နဲ့သွားမှရတာ။ကိုတော့ဒီဟာကျွန်တော်ကြုံနေပြီ။ ကျွန်တော်ဘလို့လုပ်ရမလဲကျွန်တော်ယင်ဘလို့ယင်ဆန်ရမှာလဲကိုရောကျွန်တော်ခွန်အားပေးပါဦးတမီးတို့မိသားစုပေါ်မှာဒီကိစ္စကြီးရဲ့တက်ရောက်လာတယ်ကျွန်တော်တို့မိသားစုပေါ်မှာဒီပြဿနာကြီးကကြရောက်လာတယ်ကိုရောတမီးကိုဖြေရှင်းပေးပါဦးတားကိုဖြေရှင်းပေးပါဦးဆိုပြီးတဲ့ဖခင်နဲ့တွားမှာပဲရတာဖြစ်တယ်ဟာလေလုယာကျူရှင်တက်လို့လည်းမရဘူးအနီးကလည်းမရှိဘူးအာမင်တင်ကိုယ်တိုင်ဖခင်သခင်နဲ့နှစ်ဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ပြီးတဲ့အခါမှာဖခင်နဲ့သင်ဖြည့်ရှင်းမှသာအဲ့ဒီအရာကသင်ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ဟာလေလုယာ။ဒီနေ့ကျမ်းစာထဲမှာကြည့်တဲ့အခါမှာနော်ဒါဝိနဲ့ဂေါလိယနဲ့တိုက်ခိုက်တဲ့အရာနော်ကျွန်တော်ကြည့်ရတယ်။တွေ့တဲ့အခါမှာအားလုံးသိပါလိမ့်မယ်။ဒါဝိကနော်တာမန်သူ့ကြောင့်သားတယောက်ဖြစ်ပါတယ်နော်။သူ့ရိစိတ်တွေသူကြောင်းရတယ်။ဒီနေ့မှာသူ့ရဲ့အကိုအစီမှာသူ့အကူကစင်မှုထမ်းဖြစ်တယ်။သူရဲ့ကောင်းကြီးဖြစ်တယ်ပြောမှဆိုရင်ဒီနေ့မှာ ူ့ရဲ့အကိုရေစီကိုကေငါသားရေးသွားပါအောင်ကွာပစ္စည်းလေးပါလေးသွားပို့ပါအောင်သူတို့ကနေကောင်းကြရဲ့လားသွားမေးပါအောင်ဆိုတော့သွားမေးတာပေါ့အဲတော့လောက်လွဲလေးနဲ့ဟိုပစ်တီးပစ်လေးလေးခြုံလိုက်သွားလိုက်နော်လမ်းလေးသွားရင်းနဲ့ကြောက်သွားတဲ့ခါမှာဣတိလလူမျိုးတွေအကုန်လုံးတုံလှုပ်နေတဲ့အရာကြီးကိုသူယဉ်ဆံရတယ်အဲ့ဒါကဘာလဲဆိုတော့ဂေါလျက်ဆိုတဲ့လူကမနဲ့တိုင်းမှာလာလာပြီးတော့မှစိန်ခေါ်တယ်အရန်ကြီးတယ်နော်ကိုးပေလောက်ရှိတဲ့လူကောင်အကြီးအကြီးကသူတို့ အမြဲတမ်းချင်းချောက်နေတယ်။သူတို့ချင်းချောက်တဲ့ခါတိုင်းမှာပုံနေရတယ်တဲ့ကျန်တိုင်းမှာနော်ကြောက်လွန်းလို့နော်စစ်သားရစစ်သားစစ်သူကြီးရစစ်သူကြီးတွေပဲဒါမဲ့လည်းသူတွေလည်းကြောက်တတ်တယ်နော်မနက်မနက်တိုင်းမှာသူလာလာကျုံသွားတဲ့ခါမှာစိန်ခေါ်တဲ့ခါမှာသူတို့ကြောက်ပြီးပုံရတယ်သူအဲ့ဒါနဲ့နေတိုင်းရင်ဆိုင်နေရတာနဲ့အဲ့ဒီအဲ့ပြဿနာနဲ့သူရင်သွားတိုးတယ်သူ့ကိုစီသွားရင်လည်းဟာဘာဖြစ်ကြတာလဲဟာတူတူလေးငါညီမင်းမသိဘူးမင်းငါတို့နော်ချင်းချောင်းနေတာကောလျက်ဆိုတဲ့လူကြီးက ငါတို့အမြဲတမ်းတတ်ဖို့နော်အမြဲတမ်းငါတို့စိန်ခေါ်နေတာငါတို့ကြောက်နေရတယ်ဟာကျွန်တော်လုပ်မယ်တဲ့ဘာရမလဲတဲ့ကျွန်တော်လုပ်မယ်ဟာလေလုယာတတိခွန်အားကဖခါသူကဖခါနဲ့တွားတော်သူဖြစ်တယ်ဒါဝိကဟာလေလုယာအမြဲတမ်းဖခါကိုချီးမွမ်းတော်သူဖြစ်တယ်အာမင်အမြဲတမ်းစောင့်တည်တယ်ညောင်းချမ်းသာထဲမှာချီးမွမ်းတယ်တိုးလေးတွေကြောင်းရင်းနဲ့ဖခါနဲ့ကိုးကွယ်တယ်ဖခါနဲ့အမြဲတမ်းသူဆက်ဆက်နေတဲ့ခါမှာဟာလေလုယာ ဘုရားနဲ့သူအမြဲတမ်းဆက်ဆံနေတဲ့အခါမှာသူ့မှာကြောက်ရွံ့တဲ့ဆိုတဲ့အရာမရှိဘူး။အာမင်။မယင်ဆိုင်ရဲဘူးဆိုတာမရှိဘူး။ဟာလေလုယာ။အရှိမပြက်တနာတွေ့ပြီ။ဟာကြည်ပဲနော်အခုပြန်ပြီနော်ကျွန်တော်ပြန်ပြီသွားပြီသွားပြီနောက်မှလာတော့မယ်။မဟုတ်ဘူး။ဟာလေလုယာ။ကျွန်တော်လုပ်မယ်တဲ့ကျွန်တော်ချမယ်တဲ့။ဟာလေလုယာ။အဲ့ဒီတတိယဘယ်ကလာလဲ။ဘုရားစီကလာတာ။အာမင်။ ဖရာသခင်နဲ့သူ့ရဲ့ဆက်ဆံခြင်းတဲကနေရလာတဲ့ဖရာပေးတဲ့ခွန်အားဖရာပေးတဲ့အစွမ်းတတိဖြစ်ပါတယ်ဟာလေလုယာဒါကြောင့်မလို့တင်တခုကြောက်ပြီးတင်တခုဆိုးရင်ပြီးဆိုရင်ဖရာစီသွားလိုက်အာမင်တင်ကိုကောင်းကောင်းအားပြည့်အားပြန်ပြည့်သွားစေမယ်ဟာလေလုယာတူတူနဲ့ပြောမယ်ဆိုရင် နောက်ဆုံးမှာသူကတိုက်တယ်တိုက်တဲ့အခါမှာကျွန်တော်အရန်ခွန်အားရတာပါလေဆိုတော့ဓမ္မရာဆိုရင်ပရမစာတောင်ခန်းကြီးဆက်ခွန်အငယ်45မှာဒါဝိဒ်ကတဲ့ သင်သည်တဲ့ဒါလှန်ကြည်တုံပါလေငါထံသို့လာ၏ငါသည်သင်ချင်းပါသောဣသေလဘူဇီတို့၏ဖျားသခင်ကောင်းကင်ဘူဇီရှင်သာရဖျား၏နာမတော်ပါလေသင်ရှိရာသို့လာ၏တဲ့ဟာလေလုယာလက်ကိုတီချီးမွမ်းပါအောင်အေးခေါလေမင်းကတော့ငါစီ ਉ နော်ဓာရီလှန်နေကြည်တုံနေနဲ့ငါစီ ਉ လာတယ်ငါကတော့ မင်းချင်းမြေရန်ချင်းပနေတဲ့เนาะမင်းဆဲနေတဲ့ဣတိလဘိုးကြီးဖျားသခင်ကောင်းငင်ဘိုးကြီးရှင်ဖျားသခင်နာမ၌ငားလာတယ်တဲ့ဟာလေလုယာဟာလေလုယာငားမှာလောက်လွဲရှိ လောက်လွဲရှိတယ်ငားမှာကြောက်ခဲနေအစင်သင့်ပဲမင်းကငါတိုက်ဖို့လို့ပြောသလားမပြောဘူးเนาะဟာလေလုယာဒီရာကကျွန်တော်တို့အမှန်အမှန်အရေးကြီးပါတယ် ကိုလုံးကိုရဲ့လက်ထဲမှာရှိတဲ့အရာကိုအားကိုတဲ့အရာကိုသင်ကအဲ့ဒီအရာပေါ်မှာအခြေခံနေဆိုရင်တော့သင်အဲ့ဒီဆိုင်မဆောင်မှုဘွယ်အောင်ခြင်းမအောင်လိမ့်မယ်အာမင်အဲ့ဒီအရာကိုသင်ယဉ်ဆိုင်နိုင်မှယဉ်ဆိုင်လိမ့်မယ်တို့တော့လေ तू ကဘာပြောလဲဆိုတော့ဣတိလဘူဂျေရှင်ဖရာသခင်နာမ၌ငားလာတယ်တဲ့ဟာလေလုယာဟာလေလုယာသင်ဒီနေ့ဆွဲကြိုင်နေသောနာမဘာလဲ ။တင်အားကိုးနေတဲ့အရာကဘု து ပေါ်မှာလဲ။တင်ယက်တည်နေသောအရာကဘု து ပေါ်မှာလဲဆိုတာပြန်စဉ်းစားကြည့်လိုက်။အာမင်။တခုခုဝုံတိုင်းပြဿနာတခုလား။အခက်ခဲလား။ကြုံပြီဆိုတင်ဘာလုပ်လဲ။အရင်ဆုံးဘာလုပ်တယ်လဲ။ဘု து စီဖုံးဆက်လဲ။ဘု து စီအကူကြီးတောင်းလဲ။ဤတေလဘုရားရှင်ဖခင်နာမကိုပဲဖြစ်ပါစေ။ဟာလေလုယာဟာလေလုယာဖခင်သခင်နာမကိုပဲသင်ကင်ဆွဲတော်သူဖြစ်ပါစေ။ ဘုရားသခင်နာမနိုင်ကမင်းစီကိုလာတယ်ဆိုပြီးတော့မှ လောက်လွှဲနဲ့စော်ထလိုက်တာတစ်ချက်ပဲမှောက်သွားတယ်ဟာလေလုယာဘုရားသခင်လှုပ်တဲ့အခါမှာလေကျွန်တော်တို့သင်းဆရာကြီးအမြဲတမ်းဟောသလိုပေါ့တကယ်ဆိုရင်နဲ့လောက်လွှဲလောက်လွှဲနဲ့ပြစ်လိုက်တာနှစ်ဖူးအမှန်တာကအနောက်ကိုယိုင်ရမှာတဲ့တဘာဝအရာဒါပေမဲ့ဘုရားသခင်လှုပ်တဲ့အခါအရှိကိုယိုင်နေတယ်ဂေါလိယကအရှိကိုယိုင်ကြသွားဟိုရှေ့ကိုမှောက်ကြသွားတာတဲ့ဟာလေလုယာ ဘုရားသခင်လို့ရင်အစမ်းနေကြီးပဲအာမင်ဒါကြောင့်မလို့တင်ကတင်သုံးပြုနေသောအရာတင်အားကိုးနေသောအရာတင်ကင်ဆွဲနေသောအရာဘုရားသခင် ဖြစ်သေးရဲ့လားဒီနေ့ကိုယ်ယုံကြည်ခြင်းကိုစမ်းစစ်ရအောင်အာမင်စုံစမ်းခြင်းကြုံရတဲ့ခါမှာဒုက္ခရောက်တဲ့ခါမှာတင်ရင်ဆိုင်ရတဲ့ဆောင်းမွေးပွဲ ကြုံတဲ့ခါမှာအရင်ဦးဆုံးအားကိုးသောအရာကသာဝရဘုရားပဲဖြစ်ပါစေဟာလေလုယာ ဒါဝိကသူ့မှာပါတဲ့လောက်လွဲတွေသူ့မှာပါတဲ့ကြောက်ခဲတွေဒါတွေထုတ်မကြွားဘူးဟာလေလုယာဖခင်ရဲ့နာမနဲ့ပဲငါလာတယ်တဲ့အာမင်ဖခင်ရဲ့နာမနဲ့လှုပ်လိုက်တဲ့အခါမှာအောင်မြင်ခြင်းကိုဘုရားသခင်ပေးတာဖြစ်ပါတယ်အာမင်ဒါကြောင့်မလို့တင်ရင်ဆံရတဲ့ခါတိုင်းမှာဖခင်ရဲ့နာမကိုသတိရပါတင်ဒုက္ခရောက်နေတဲ့ချိန်မှာဖခင်ရဲ့နာမကိုသတိရပါဟာလေလုယာနောက်တစ်ယောက်ကိုကျွန်တော်ကြည့်တဲ့အခါမှာစန့်ခြင်းပဲဖြစ်တယ် အဲ့ဒါကတော့ဘာလဲဆိုတော့ရှမ်းစုံဖြစ်တယ်။ကောင်းမလေးကိုချစ်တယ်ကြိုက်မိသွားတယ်။ဘုရားသခင်မကြိုက်တဲ့လူမျိုးနဲ့မှသွားပြီးမှ तू ကလည်းနော်မမမမဖြစ်နေပြီဆိုလားဆိုတဲ့အဖွဲ့နေမှာပေါ့နော်။ဒီကောင်းမလေးမှဒီကောင်းမလေးပဲဖြစ်နေတယ်။ဘုရားသခင်အဲ့အမျိုးနဲ့သဘောမတူဘူးမယူရဘူးဆိုတော့မမရဘူး။မမမမဖြစ်နေပြီ။မရတော့ဘူး။ ခဏသွားတွေ့တယ်အဲ့ကောင်မလေးစီခဏသွားတယ်သွားတယ်သွားတယ်နောက်ဆုံးမှအဲ့ဒီသူ့ရဲ့မမမမပဲနောက်ဆုံးသူ့ကိုတပ်ဖို့ရန်တီဖြစ်လာတာဖြစ်တယ်ဒီနေ့ဒီမှာရှိတော့လူငယ်များကြီးသားရှိတော့သူများရှိလားမသိဘူးနော်ဒီမှာတော့မရှိဘူးသူနဲ့အားလုံးကဖရာတရားနဲ့နော်နေကြတန်တန်ရှင်းရှင်းနေကြတယ်ဆိုကြီးသားရဲ့ဘာမရှိတော့ဘူးတယ်နော်ဆိုတော့ကျွန်တော်မမမမထားတဲ့အခါမှာလဲတတိထားစီခြင်းပါတယ် င်းရဲ့ဘဝကိုဖျက်ဆီးမဲ့သူလားအာမင်တင်းရဲ့ယုံကြည်ခြင်းကိုဖျက်ဆီးမဲ့မမလားအာမင်တင်းရဲ့ယုံကြည်ခြင်းကိုတွန်းပို့နေသောမမလားဆိုတာကဒီနေ့လူငယ်များအထူးသတိထားစေချင်ပါတယ်ဟာလေလုယာဆိုတော့ तू ကတော့မရတော့ဘူးရှန်ဆောင်ကတော့မိုးမမြင်လေးမမြင်ဖြစ်သွားပြီတူတူနဲ့ပြောမှဆိုရင် तू အချိန်ချင်းမေးတယ်ကိုရှန်ဆောင်ရဲ့ဘယ်ကဘာလို့အဲ့လိုကြီးအောင်အားကြီးနေတာလဲဘာလို့အားကြီးဘယ်လို့ 把路阿拉种细腻点嘞，有得搞一摆让杜阿漂白点嘞，杜耶阿姐姐啊，大妈们不有说突然间子的，先生说要公交的，阿龙哥现在都报名上号都再开来了，不要图看阿贝大道看阿那边上那先生批的，多多嘞，阿姐因姐因哦，姑娘杜耶妈妈嘎呗，阿姐因姐因杜没嘞，巴讲嘞巴讲嘞，啊杜阿来笑皮了，我不他妈了。 ါပေမဲ့နောက်ဆုံးမှာသူကဘာလုပ်လဲဆိုတော့ပျောပလိုက်တယ်နော်ပျောထုတ်လိုက်တယ်တရားသူကြီး16အငယ်16ဆက်ခွန်မှာပေါ့နော်ထို့သို့ဒေလီလာသည် နေတိုင်းပူဇာ၍သူအသက်သေးလူအောင်နှောက်ရက်သောကြောင့်နဲ့ရှမ်းဆုံသည်မိမိစိတ်နှလုံး၌ရှိသမျှအတိုင်းပြော၍ငါ့စပင်ကိုတခါမျှမရိပ်သေးအမိဝမ်းထဲမှစ၍ဖျားသခင်ဤနာဇရီလူဖြစ်၏ငါ့စပင်ကိုရိပ်လျင်ငါ့ခွန်အားရော့၍အခြားသောသူကဲ့သို့ငါဖြစ်လိမ့်မည်ဟုပြောဆို၏ ဲ့ဒါကပြဿနာဖြစ်တယ်။ခုနကဒါဝိဒ်ကတော့ဘု து ကြောင့်လို့သူလာတယ်လို့ပြောလေ။ဖခင်နာမကြောင့်ငါလာတာ။ဒါပေမဲ့ဒီနေ့ရှန်ဆောင်ကတော့ဘာကြောင့်လဲ။သူ့ရဲ့စပင်ကြောင့်။ဟာလေလုယာ။ဒီနေ့ကျွန်တော်တို့ဖခင်ပေါ်မှာသင်ရဲ့ယုံကြည်အားကိုးခြင်းအရင်အရေးကြီးတယ်နော်။ဟာလေလုယာ။အခုရဲ့ခွန်အားကဘယ်ကနေဖြစ်တာလဲကိုရှန်ဆောင်ရဲ့ပြောပါဦး။ ဆိုရင်အေးဘုရားသခင်ပေးတဲ့ခွန်အားကြောင့်ပဲလို့ तू ပြောလိုက်ရင် तू ပြောလိုက်မယ်ဆိုရင်စောစောတေးရမှာမဟုတ်ဘူးအာမင်စောစောတေးရမှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကဒီနေ့ကျွန်တော်တို့ရဲ့ယက်တီတော့အရာတင်ခိုလုံနေတော့အရာတင်အားကိုးနေတော့အရာကဘယ်အရာပေါ်ပါလဲဆိုတော့ဒီနေ့သတိထားဖို့အရင်ရေးကြည့်တာဖြစ်ပါတယ်ဟာလေလုယအားလုံးတော့ရင်ဆိုင်ရမှာပဲအားလုံးတော့တခုမဟုတ်တခုတော့ရင်ဆိုင်ရမယ် 中也没，送三千我当然也买呗。阿弟当然热情的嘛，连阿姑都也给陪下来，说言一记的。哈利路亚，我陪下子去拿嘛，我陪下子阿姑们，阿妹，我陪下子就批的，我也空阿弟，我陪下子就没有我老太太奶奶，可怜伊，托给多穿了。哟，那印度都买起陪下子，高级别巴西。哈利路亚，哈利路亚。再穿多穿点呢？你讲抽钱呢？天呢？ ဒီကိုလာချင်းပင်လင်ဘသူကြောင့်လာတာလဲအိမ်ကအတင်းလွတ်လို့နော်ဆရာခန္ဓာမေးလို့လာတာလားအာမင်ဘုရားကိုတင်ချစ်လို့ဘုရားကြောင့်တင်လာတာပဲဖြစ်ပါစေဟာလေလုယာတင်တခုယဉ်ဆိုင်ရတဲ့အခါမှာတင်စုံစမ်းခြင်းကြားရောက်တဲ့အခါမှာငါဦးလေးနဲ့ပြောမယ်ငါအဖေနဲ့တိုင်ပြောမယ်ဆိုတာမဟုတ်ဘဲနဲ့အာမင်ဖျားနာမ၌ဟာလေလုယာပြန်တွန်းလှန်နိုင်တော့ တိုက်ခိုက်နိုင်တော်သူများဖြစ်စေဖို့လုံးကတယောက်စီတိုင်းပေါ်ဖျားသိမ်ကောင်းချီးပေးပါစေအာမင်